မင်္ဂလာပါခင်ဗျနေ့တည်းမှာကျွန်တော်ရဲ့ခုနှစ်သားသမီးဓမ္မမိတ်ဆွေတွေဘလို့ကောင်းမှုကုသိုလ်လေးတွေလုပ်ပြီးတော့ဘလို့မျိုးတရင်တီလာဆောက်တည်တာလေးတွေပေါ့နော်အစ်ကြံအာထုံမှုလေးတွေလုပ်တင်တယ်ဆိုတာကိုဝေမျှချင်တာပါမနက်ပိုင်းဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်တင်းကြံအကြနေစလာပါပြီတင်းကြံအကြအကြအတက်နိဆန်းတရက်အဲ့ဒီလေးရလုံးဟာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေမြန်မာလူမျိုးတွေအတွက် အထင်ကရနေဒူးနိမြက်တွေဆိုရင်လည်းမမှားပါဘူးကျွန်တော်တို့ငငယ်တုန်းကကြားဘူးတဲ့ကြားဘူးတဲ့ပြည့်ရလေးလို့ပေါ့နော်အဲတခြားမင်းကြီးကသူပရဘိုက်ကိုခြိုက်ပြီးတော့ဆင်းလာတယ်အဲ့ဒီမှာမကောင်းတာလုပ်တဲ့သူတွေကိုအဲခွေးတိဖုန်နဲ့ခွေးတိဖုန်ပရဘိုက်နဲ့မှတ်သွားတယ်ကောင်းတဲ့သူတွေကိုကောင်းတာနဲ့မှတ်ပြီးတော့ဒီဘဝကုံလုံးနဲ့အချိန်ကြာရင်သူဟာ ီလူသားဟာတချံတွင်မှာအခါကြီးရကြီးတွေမှာဘလို့သတင်းတီလာတွေစောက်တည်ခဲ့တယ်လဲဘလို့အောက်ကုသူတွေကိုကျူးလွန်ခဲ့တယ်လဲဘလို့တောက်ကုသူကောင်းမှုတွေနဲ့ရှင်တန်ခဲ့တယ်လဲဆိုတာကိုဒါမှတ်တမ်းတင်နေဆိုပြီးတော့လူကြီးတွေကကျွန်တော်တို့ကိုပုံပြင်လို့လို့ဒါရဒါနာကြီးလို့လို့ပေါ့နော်ပြောပြခဲ့တာတွေရှိပါတယ်အဲ့တော့အဲ့အတိုင်းမှာပဲတကယ်တော့ဟိုနေ့တူးနေ့မြတ်မဟုတ်ပါဘူးဘယ်နေ့မဆိုကျွန်တော်တို့လူသားတွေအနေနဲ့ကကိုနေ့စဉ်ပြုလုပ်နေတဲ့အရာကိုကောင်းမှုကုသူနဲ့ မကောင်းမှုအကုသို့ဆိုတာကိုခွဲခြားသိမြင်နိုင်ဖို့လိုအပ်တာပေါ့နော်ထမင်းသုံးတဲ့ရှာစားတဲ့နေရာမှာ အပူစာမဖြစ်ဖို့လိုတယ်လို့အကုသို့ခင်တဲ့ထမင်းလုပ်တွေဖြစ်ဖို့လိုတယ်ထမင်းသုံးတဲ့ရှာစားတဲ့နေရာမှာသူတစ်ပါးမြေပေါ်ကြီးငယ်ကြပြီးမှရတဲ့ထမင်းလုပ်ဟာတန်တရားမကူဘူးလက်ရှိဘဝမှာရင်မိကြီးမိခဲဖြစ်နိုင်တယ်ဆိုတာကိုသိဖို့လိုတယ် တော့ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေတဲ့ကိစ္စရက်တွေအပြင်ကမှအခုလိုမျိုးတကြံကာလဆိုရင်အများပြည်သူယုံပိတ်ရက်အများပြည်သူနားနေတဲ့ရက်တွေပေါ့အဲ့လိုနေတူးနေမြတ်တွေမှာအထူးသဖြင့်အထင်ကရသတ်မှတ်ထားတဲ့မြမလူမျိုးတွေရဲ့နေတူးနေမြတ်တွေမှာဘာသာရေးနဲ့ပတ်သက်ပြီးလုပ်တဲ့အခါဘလို့ဘာသာရေးတွေလုပ်တဲ့နဲ့ဘလို့ကြင့်ကြံအားထုတ်မှုတွေတွေလုပ်ရင်တော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေအတွက်ဘလောက်ထိအကျိုးရှိနိုင်လဲဘလောက်ထိအကျိုးပြုနိုင်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်တိတဲ့အရာလေးတွေကိုမျှဝေပြီးတော့နေဗန်စွာလုပ်သွားမှာဖြစ်ပါတယ်။ ပထမဆုံးကျွန်တော်အခုအဝါရောင်ဝတ်ထားပါတယ်ကျွန်တော်ကတောက်ကြတာပါနှစ်တက်မှာနေနံအလိုက်အကျိုးပေးတဲ့အကြောင်းတွေကိုစပြီးပြောပါမယ်တောက်ကြတာကနေစပြောမယ်တောက်ကြတာတွေကနှစ်တက်တစ်နှစ်လုံးမှာအဝါရောင်အကျိုးပေးတယ်ပြီးတော့အဲမိုးပြာရောင်လေးပေါ့နော်မိုးပြာအပြာနှုတ်ရောင်လေးပေါ့အဲ့ဒါတွေအကျိုးပေးပါတယ်အဲစနေသားသမီးတွေကတော့အနီရောင်အကျိုးပေးတယ်ပြီးရင်လိမ့်ဘောရောင်အကျိုးပေးတယ်အဝါရောင်နဲ့လိမ့်ဘောရောင်နဲ့တူတယ်လို့တည်းမတူသေးဘူး လိန်ဘော်ဘက်ကိုသွားတဲ့အရာမျိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေကစတိသားသမီးတွေအတွက်အကျိုးပေးတယ်တနင်္ဂနွေသားသမီးတွေကတော့အဖြူရောင်အကျိုးပေးတယ်ပဇွန်စီရောင်အကျိုးပေးတယ်ခင်ဗျအဲပြီးလို့ရှိရင်တနင်္လာသားသမီးတွေအနေနဲ့ကတော့အနီရောင်အကျိုးပေးတယ်ခဲရောင်အကျိုးပေးတယ်အင်္ဂါသားသမီးတွေအနေနဲ့ကတော့ဖက်ဖူးစိမ်းရောင်အကျိုးပေးတယ်နုနှစ်ရောင်အကျိုးပေးပါတယ်ခင်ဗျ ဗုဒ္ဓဟူသားသမီးတွေအနေနဲ့ကတော့တုံးမင်းကားရောင်ပေါ့နော်တုံးမင်းကားရောင်လို့လည်းခေါ်တယ်ကျွန်တော်ကျက်သွေးရောင်လို့လည်းခေါ်တာလေးတွေရှိတယ်အဲ့လိုအရောင်စမ်းလေးတွေပေါ့အရောင်ဆန်းဆန်းလေးတွေအကျိုးပေးတယ်အဲသူ့ရဲ့အကျိုးပေးဆုံးအရောင်ကတော့နှစ်ရောင်ဆက်လေးတွေပို့အကျိုးပေးတယ်ရေးကြည့်တဲ့ကိစ္စရပ်တွေကိုဆောင်ရွက်တော်မယ်ဆိုအဲ့လိုနှစ်ရောင်ဆက်ပစ္စည်းလေးတွေတုံးလို့ရှင်ပို့ပြီးတော့ကောင်းနိုင်ပါတယ်ဂျာတာပတိသားသမီးတွေအနေနဲ့ကတော့အဖြူရောင်အကျိုးပေးတယ်အနက်ရောင်အကျိုးပေးတယ်အဖြူနဲ့အနက်နဲ့ဆက်တာအကျိုးပေးတယ်အညိုရောင်တီးတဲ့အကျိုးပေးပါတယ်အဲ့တော့ ဒါခုနရဲ့သားသမီးနဲ့ပတ်သက်ပြီးတော့ဒါအကျိုးပေးတဲ့အကြောင်းတွေကိုကျွန်တော်အနေနဲ့ပြောပြတာပေါ့နော်ဒီခုနရဲ့သားသမီးတွေကဒီအကျိုးပေးအကြောင်းတွေကိုကင်ဆောက်ပြီးတော့အရေးကြီးတဲ့အခန်းကဏ္ဍတွေကိုစီစဉ်ဆောင်ရွက်မယ်ဆိုလို့ရှင်ကိုယ့်ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းတွေနဲ့အတူကိုယ့်ဘဝရဲ့အထင်ကရဖြစ်စေတဲ့အရာတွေကိုအောင်မြင်ပိုင်ဆိုင်ပြီးတော့ဘဝတိုးတက်လာမှာပါဒါကတော့ပထမအဦးဆုံးအနေနဲ့အကြောင်းရွေးချယ်မှုကိုပြောပြတာပါကုသိုလ်အနေနဲ့ကတော့အခါကြီးရဲ့ကြီးတွေမှာ ကုသိုလ်ခုနှစ်မျိုးလုပ်တည်ပါတယ် ပထမဦးဆုံးကုသိုလ်ကတော့မနဲ့မိုးလင်းလာတဲ့အချိန်မှာစိတ်လက်ကြည်လင်လန်းဆန်းစီဖို့အတွက်ကိုမျက်လုံးနှလုံးဖွင့်တာနဲ့တရဏဂုံတက်စိတ်အရင်ရွတ်တင်ပါလေတရဏဂုံစောက်တည်ခြင်းဟာခန္ဓာကိုယ်လုံခြုံမှုပေးစေနိုင်တဲ့အပြင်ကိုယ့်ရဲ့ခန္ဓာကိုယ်စောက်ရှောက်တဲ့ကိုယ်စောက်နှက်နဲ့ကိုယ့်ပဝန်းကျင်မှာရှိနေသောနှက်ကောင်းနှက်မြက်မြင်အပ်မမြင်အပ်သရဝါတွေကကိုယ်စောက်တည်တဲ့တရဏဂုံအတန်ကိုကြားတာနဲ့သူတို့မှာရှိနေတဲ့အပူတွေငြင်းအေးသွားပြီးတိတ်တိတ်ကိုနှစ်ဆတိုးစေပါတယ်လူတိုင်းလူတိုင်းမှာကိုယ်စောက်နှက်ဆိုတာရှိတယ် မနဲ့မိုးလင်းတာနဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိဆိုတစ်ချိန်အဲ့ဒါကိုကိုယ်သက်စိတ်စောက်တည်ပြီးဖို့လိုအပ်တယ်ဒါဆိုရင်ကိုယ့်ရဲ့ကိုယ်စောက်နှက်ကလည်းတရဏဂုံတန်ကိုကြားတာနဲ့ဖုံးကံတိတ်ထိမဆတိုးမယ်တရဏဂုံစောက်တည်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ခန္ဓာကိုယ်ပဝန်းကျင်မှာရှိနေတဲ့ကောင်းသောတမာတွေကနှကောင်းနှက်မြက်တွေမြင့်အမမြက်တွေခုနကကျွန်တော်တို့အထက်လူကြီးတွေပြောခဲ့သလိုပေါ့နော် အဲတရားမင်းဆက်နေဆိုတော့တရားမင်းပေါ့တရားမင်းရဲ့တမိတွေတားတော်တွေဆက်နေဆိုတော့တို့ကကျွန်တော်တို့တရဏဂုံစောက်တီတာကိုကြားတာပေါ့နော်အဲ့တော့နံပါတ်1တရဏဂုံတက်စိစောက်တီရမှာပါနံပါတ်2ကတော့စွန်းဦးပန်းဦးရေဦးမီဦးကတ်လူဖို့လိုအပ်ပါတယ်နေတိုင်းမကတ်နိုင်အောင်ဒီတချံကာလမှာတော့ဖြစ်အောင်လုပ်ပါစွန်းဦးပန်းဦးရေဦးမီဦးရေဦးဆိုတော့တောက်တော်ကြီးတက်တန်ကြီးတစ်ခွက်ကိုဦးဦးဖြားဖြားပထမအောင်ဆုံးကန်မယ်စွန်းဦးဆိုတာကတော့ဘယ်သူမှမစားသေးတဲ့ထမင်းပြူကိုစွန်းဦးအနေနဲ့ကန်မယ်ပန်းဦးဆိုတာကတော့ဖျားကိုကတ်လူဖို့အတွက်ရည်ရွယ်ပြီးတော့ ပထမတရက်ခါရဘန်းကိုကြိုးဆောင်ဆောင်ထားဒါမှမဟုတ်အဲ့ဒီမနက်မှာတွေ့တဲ့ဘန်းကိုဦးဖျားဖျားဝယ်ကျွန်တော်တို့အိမ်ဒီမှာတပြေဘန်းတို့ကန်းကောညွန့်တို့နောက်တစ်ခုကကျွန်တော်တို့အဲရွက်လာလို့ရှိပါတယ်အဲ့လိုပန်းလေးကိုကူပြီးတော့ဖျားကိုကတ်လိုက်ရတယ်နင်းစီရှိတဲ့သူနင်းစီစပယ်ရှိတဲ့သူစပယ်ပေါ့နော်ပန်းဦးကတ်လို့ရမယ်စုံပန်းဦးရေဦးဒါလေးတွေကတ်လို့ဖို့တော့ပါတယ်ဒါဒုတိယတစ်ခုပေါ့နော်အဲ့လိုဦးဖျားဖျားကတ်လို့တဲ့အတွက်ကြောင့်ဒီဦးဖျားဖျားကတ်လို့တဲ့ကုသိုလ်ရဲ့အကျိုးကြောင့်နှစ်သက်မှာကုသိုလ်ကောင်းမှုနဲ့ပတ်သက်တော့အလူဒါနကိစ္စမနှမြဘူး ဥဥဖြားဖြားလောက်ရပါစေသာလို့ဆုတောင်းရပါမယ်ခင်ဗျာနောက်ထပ်တစ်ခုကကြတော့ခုနှစ်ရဲ့သားသမီးအတွက်ဘလို့ကုသိုလ်ကိုပြုပေးရမလဲဆိုတော့မနှောကုသိုလ်ကိုစာယူပါမယ်တင်းချံအကျိုးအကျိုးကတော့ပြီးသားရောနော်အကြအကျက်အတက်နစ်ဆန်တရက်ဒီ၄ရက်မှာငါအလုပ်အားတယ် တနစ်တာငါရှာဖွေစုဆောင်ထားတဲ့စီစဉ်ဥစ္စာတွေငါရှာဖွေထားတဲ့ပတ်စံလေးတွေတဲကငါရဲ့စာဝတ်နေရေးအတွက်ငါဖယ်ထားတဲ့ပတ်စံတစ်ကြံအတွင်းငါသုံးဖို့ဖယ်ထားတဲ့ပတ်စံတွေကနေပြီးခုနှစ်ရက်သားသမီးပျော်ရွှင်သွားစီဖို့ ခုနှစ်ရသားသမီးတွေရှူတောင်းတနေရနေအကျိုးပြုသွားစေဖို့ငါဘလို့ကုသိုလ်လုပ်ရင်ကောင်းမလဲဆိုတဲ့မနောကုသိုလ်ကိုဖျားចောင်းဆောင်ရှိမှထိုင်ပြီးတော့စဉ်းစားရမှာပါဥပမာမုံလုံးကြီးပေါ်လူမလားအကျော်လေးလူမလားတခုခုပေါ်ကိုတက်နိုင်တာလေးကိုကိုယ့်ရဲ့ချွေးနှဲစာလေးနဲ့ခုနှစ်ရသားသမီးကိုပေးမယ်ဆိုတဲ့စိတ်လူမယ်ဆိုတဲ့စိတ်ကလေးကိုစပြီးမနောကုသိုလ်ယူပြီးတော့အဲ့ဒါအကောင့်ထဲပေါ်ဖို့အတွက်စဉ်းစားရပါမယ်အဲ့ဒါနံပါတ်3ပါနံပါတ်4အနေနဲ့ကတော့အိမ်မှာကိုးကွယ်ထားတဲ့မျက်စွာဖျားရှင်ကို စီမီထွတ်မယ်ပန်းထွတ်မယ်အမွှေးတိုင်းထွတ်မယ်ပြီးတော့ရည်ကြည်တော်ရည်ချမ်းတွေကတ်လူပ ြီးတဲ့အခါမှာ၅ပါးသီလခံယူပြီးတော့ဘုရားရှိခိုးတာမျိုးတွေဘုရားဝတ်တက်တာမျိုးတွေမေတ္တာပို့အမြဝေတာမျိုးတွေသီလသတင်းစောက်တည်တာမျိုးတွေကိုလုပ်ဖို့လိုအပ်ပါလေ။နောက်ထပ်တစ်ခုအကြတော့ဇင်းကြံလျှောက်ပြီးတော့မှမေတ္တာတုတ်ရွတ်ဖို့လိုအပ်ပါလေ။ထိုင်နေတာမျိုးမူပတဲ့ဇင်းကြံလျှောက်ပြီးတော့မေတ္တာတုတ်ကိုရွှေပါမှာပါ။ဒီလာမဲ့နှစ်တစ်ပေါ့နော်အခုတကြံပြီးလာမဲ့နှစ်တစ်မှာအကျိုးပြုမဲ့အရက်တွေတာကတောင်းနဲ့မြောက်ပါတောင်ရက်ဒေတာလက်လာပါလာမယ်မြောက်ရက်ဒေတာမှာကံကောင်းခြင်းတွေစုနေတတ်တယ် တောင်နဲ့မြောက်ကိုဇင်းကံလျှောက်ပြီးမေတ္တာတုံ့ရွတ်တယ်ဆိုရင်နှစ်တက်မှာကံကောင်းတာလေးဖြစ်လာမှာပါခင်ဗျာနောက်ထပ်တစ်ခုကတော့စတုတီတာကုသိုလ်ပြုပေးပါမရှိတဲ့သူတွေကိုဝင်ကြတာမျိုးရှိပြီးသားသူတွေကိုပေးကမ်းတာမျိုးကိုယ့်လက်ထက်မှာရှိတဲ့ပစ္စည်းလေးတွေကိုစတုတာစတုတီတာကုသိုလ်အနေနဲ့လုပ်ပေးပါနောက်ဆုံးတစ်ခုကတော့ညနေဘက်နေဝင်ရီရောအချိန်လေးမှာကိုဘဝမှာကိုတက်ခဲ့ကြားခဲ့နားခဲ့ဘူးတဲ့ဂါထာမန္တန်တော်တွေပိယိတ်တော်တွေရွတ်ဖတ်တယ်ဆယ်ပေးပါအင်းရဲ့အရှိလေးမှာရက်ပြီးတော့ နောက်ဆုံးတစ်ခုထပ်လုပ်ရမယ်ကုသိုလ်ကတော့ကိုယ်အိမ်တွင်ခြံတွင်ခြံပအိမ်တွင်အိမ်ပမှာရှိတဲ့30ပုံတတ္တဝါသားနဲ့အတူအိမ်တအိမ်မှာဆိုရင်လူပဲနေတာမဟုတ်ဘူးအိမ်ဆောင်နဲ့ရှိတဲ့တိရိစ္ဆာန်တွေရှိတယ်ပိုးဟတ်ချင်းရင်အစရှိတဲ့တတ္တဝါတွေပေါ့ဒီအိမ်တော်မင်္ဂလာကြီးမှာရှိတဲ့30ပုံတတ္တဝါသားအားလုံးကျွန်ုပ်ယနေ့မိုးလင်းကမိုးချိုကုသမြကုသိုလ်အဆုစုကိုတင်းတို့ဒီလဲထက်တူရရွေဒုက္ခဆင်းရဲခြင်းကင်းဝေးပြီး ဒုက္ခချမ်းသာခြင်းနဲ့အတူနှစတိုးသော ကုသိုလ်ကောင်းမှုတွေနဲ့အတူဘဝတန်တရာဆင်းရဲခြင်းကင်းလွတ်ပါစေတာလို့ဆုတောင်းပေးရမှာပါအခုကျွန်တော်ပြောပေးထားတဲ့ကုသိုလ်ပြုနည်းတွေကိုတကြံကာလမှာကျွန်တော်ရဲ့ဓမ္မမိတ်ဆွေအပန်းမကြည့်ဘူးဆိုရင်လိုက်လို့စီခြင်းပါတယ်ထူးခြားတဲ့အာနိသင်တွေနဲ့အတူထူးခြားတဲ့ကုသိုလ်တွေနဲ့အတူ ဒီဘဝတွေမကဘဲတန်တရာထိပါသွားမဲ့အနှစ်ထုတ်ဖြစ်တဲ့အတွက်ကြောင့်ဒီအထုတ်ကိုရအောင်ထုတ်ပြီးတော့တည်သွားပါလို့အကြံပြုချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေနှစ်တည်းမှာစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံပါစေတဘာဝတရားကြီးရဲ့ဖြစ်ချင်းပြက်ချင်းရောက်ရှိလာနိုင်သောတဘာဝဘေးစိုးအန္တရာယ်တွေနဲ့တူလောကဓာတ်ဖြစ်ပျက်ခြင်းအကြောင်းတရားတွေကို ထိခိုက်ရှာနာမှုအ ਨੇ ပါဆုံးနဲ့တွန်းလှန်နိုင်ပြီးကြုံတွေ့လာသောဘေးဆိုးကပ်ဆိုးတွေကြုံတွေ့ရရှိနေသောဝိကျွေးကြမာဆိုးတွေကိုပိတ်ဆက်တဲ့နေရာမှာတရားအသည့်တရားတိတရားသတိနှလုံးမှာကပ်ပြီးတော့သူတော်ကောင်းသူမြတ်လောင်းနေတဲ့အတူဖရာတကူတရားတကူတန်ဃာတကူအဘဝိဇာတွေရဲ့ဖုံးတကိုးနဲ့အတူတီတီလေးလွတ်သွားသောသူတွေကံကောင်းသောသူတွေရှင်တန်နိုင်သောသူတွေ ေးကမ်းနိုင်သောသူတွေလူထမ်းနိုင်သောသူတွေဖြစ်ပါစေမိမိရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေကိုမိမိရဲ့လက်တဆုံဖြင့်ဆွဲခေါ်နိုင်သောသူတွေဖြစ်ပြီးမိမိပတ်ဝန်းကျင်မှာမိမိရာတန်မိုးရှိတဲ့သူဖြစ်ပါစေဖရာရိတ်တရားရိတ်တန်ခါရိတ်အောက်မှာအတိသူတရားသူတွေကိုရပြီးသူတို့ကောင်းတရားတွေကိုလက်ဝယ်ပိုင်ဆိုင်ကြင်ကြံအားထုတ်နိုင်တဲ့ခொနည်းရသာသမီအပေါင်းဖြစ်ပါစေလို့ကျွန်တော်ခွန်တာချူကဆုတောင်းမြတ်တာပို့တာပေးပါရယ်ခொနည်းရသာသမီပေါင်းအားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါရယ်ခင်ဗျာ